ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲတွေပြန်လည်မြင့်တက်လာပါတယ်။ထိုင်းနိုင်ငံဥပုံရက်ထာနီခဲမှာရှိတဲ့ထိုင်းတပ်ဖွဲ့တွေကိုကမ္ဘောဒီးယားတပ်တွေကဒီနေ့ဒီဇင်ဘာလ10ရက်နေ့နဲ့စောပိုင်းမှာစတင်ပစ်ခတ်ခဲ့ပြီးထိုင်းလေတပ်ကလည်းအပြန်အလှန်ဆိုသလိုဘုံကျတိုက်ခိုက်တဲ့အတွက်ထိုင်းနဲ့ကမ္ဘောဒီးယားကြားတွေကပြစ်ခတ်ရဲစဲမှုကြီးဟာပြက်ပြဲသွားပြီဖြစ်ပါတယ်။ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝင်ထိုင်းရဲ့ထုတ်ပြန်ချက်ကို AFP သတင်းဌာနကဖော်ပြချက်အရသိရပါတယ်။အဲဒီအပြန်အလှန်စစ်ပွဲမှာတိုက် စစ်သားတဦးသေဆုံးမှု၄ဦးဒဏ်ရာကြောင်းထိုင်းဘက်ကထုတ်ပြန်ပါတယ်။ထိုင်းဘက်ကလည်းကမ္ဘောဒီးယားရှိစစ်ရေးပြစ်မှတ်တွေကိုလေရင်တွေနဲ့ပြန်လည်ဘုံကျဲခဲ့ကြောင်းဗိုလ်ချုပ်ဝန်ထမ်းကဆိုပါတယ်။ထိုင်းတပ်ဖွဲ့ဟာဒီသမားရှိနနက်စောပိုင်းကပရဝိဟာရအော်ရာမင်းချေနေဇက်ခိုင်မှာရှိတဲ့ကမ္ဘောဒီးယားတပ်တွေကိုတိုက်ခိုက်ကြောင်းကမ္ဘောဒီးယားကာကွယ်ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာလီဆိုချီယာတာကတုတ်ပြန်ပြောပါလိမ့်။ခန်းစစ်တကတောင်မုံသွန်းဖျားကြောင်းနဲ့ပရဝိဟာယဖျားကြောင်းနီးနေရာတွေကိုတင်ကားတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ ကမ္ဘောဒီးယားဘက်ကဆွဆွဲပါတယ်အဲ့ဒီနယ်စပ်အနီးနေထိုင်တဲ့ရွာသူရွာသားများပြားဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်ပါတယ်ထိုင်းဒုတိယစစ်တမ်းဒေသထုတ်ပြန်ချက်မှာထိုင်းနိုင်ငံနယ်စပ်အတွင်းလူဦးရေ၃သိန်းခွဲကိုဘေးလွတ်ရာရွှေ့ပြောင်းပေးရအကြောင်းဖော်ပြပါတယ်ဒီဇင်ဘာ9ရက်နေ့ကလည်းနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးထိုင်းစစ်တပ်လူဒဏ်ရရပါတယ်နယ်စပ်မှာရှိတဲ့သင်နေစဲစောင်းသင်ကျောင်း640ကျော်ကိုလည်းပိတ်ထားကြောင်းထိုင်းပညာရေးဝန်ကြီးဌာနကပြောပါတယ်ထိုင်းဝန်ကြီးချုပ်အနုတင်က ကမ္ဘောဒီးယားကိုသွားမဲ့ခီးစဉ်ကိုပယ်ဖြတ်ပြီးအစိုးရအင်တော်မှရေးပေါ်လုံခြုံရေးအစည်းအဝေးခေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလတွင်အမေရိကန်သမ္မတထရန့်ကထိုင်းနဲ့ကမ္ဘောဒီးယားတို့ပြစ်ခတ်ရေးဆိုင်ညှိနှိုင်းပြီးတော့အဲ့ဒီနှစ်နိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်အသစ်တွေချမှတ်ခဲ့ပါတယ်။သမ္မတထရန့်ရဲ့ဒီညှိနှိုင်းပေးမှုဟာနှစ်လသာခံပါတယ်။နိုဝါလာတွင်ကမ္ဘောဒီးယားစစ်တပ်ကထောင်တွင်းမြေမြဝိုင်းနေမိပြီးထိုင်းစစ်သားတွေဒဏ်ရာသည့်အချိန်ကစတင်ပြီးတော့နှစ်နိုင်ငံပြစ်ခတ်ရေးဆိုင်ရာသဘောတူညီချက်ဟာဆိုင်းငံ့ခဲ့ရတာဖြစ်ပါတယ် အခုနောက်ဆုံးရတဲ့အချက်အလက်အရဆိုရင်နှစ်နိုင်ငံကြားထဲမှာစစ်ပွဲပြန်ဖြစ်နေပြီလို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးအမေရိကန်ဘက်ကတော့ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။အခုတိုက်ပွဲက35မိနစ်ဝန်းကျင်ခန့်ကြာခဲ့တယ်လို့သိရပါတယ်။ဒီပြစ်ခတ်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့အာဆီယံစောင့်ကြည့်ရေးအဖွဲ့ကလည်းချက်ချင်းသတင်းပေးပို့ခဲ့ပြီးပွင့်လင်းမြင့်တာမှုတရားမျှတမှုနဲ့တိကျတိကျတဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့လည်းနှစ်ဖက်လုံးကတိုက်တွန်းနေပါတယ်။ ကမ္ဘောဒီးယားဘက်ကထုတ်ပြန်ချက်တွေပေါ်တော့ထိုင်းစစ်တပ်ကဒါဆိုရင်ထိုင်းစစ်သားကိုဘယ်သူကစပစ်တာလဲလို့တုံ့ပြန်မေးခွန်းထုတ်နေပါလေလက်ရှိမှာတော့နှစ်ဖက်တိုက်ပွဲအချို့ကနေရာဒေသချုပ်မှာဖြစ်နေပြီးဒေသခံပြည်သူတွေကတော့စစ်ပေးလို့ရနေရာတွေကိုတင်းရှောင်နေတယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။တမရခရင်မဟာဗျူဟာမူဝါဒပြောင်းလဲတွေဟာရုရှားရဲ့အမြင်နဲ့ကိုက်ညီကြောင်းရုရှားတမရပူတင်ကပြောပါလိမ့်။ မရိကန်သမ္မတထရန့်ရဲ့မျိုးသားလုံးချုပ်ရေးမဟာဗျူဟာမူဝါဒအသစ်ဟာရုရှားရဲ့သဘောထားအမြင်တွေးခွန်နဲ့အများကြီးကိုက်ညီတယ်လို့ပူတင်ကဆိုပါတယ်။ကရီမီနန်တော့ကသဘောထားမချက်ပေးခဲ့ရမှာဒီဇင်ဘာ9ရက်နေ့မှာအင်ဖီရိုကထွက်ပေါ်လာတဲ့မူဝါဒသဘောထားတွေကိုထောက်ခံကြိုးဆိုထားပါတယ်။အဲ့ဒီသဘောထားမချက်တွေမှာအမေရိကန်ကမဟာမိတ်ဥရောပသမဂ္ဂ EU ကိုဝေဖန်ထားခဲ့ပြီးရုရှားနဲ့ဆက်ဆံရေးမြင့်တင်လို့တဲ့သဘောထားတည်တည်သာသာပြတ်ထားခဲ့ပါတယ်။ ဆမ်မနာ33မြနာပါတဲ့မြို့သားလုံးကျုံရင်မဟာဗျူဟာအစ်စ်ဟာတမန်ထရန်ကကဘာကြီးပေါ်ရှုမြင်ပုံတွေနဲ့ကဘာအခင်းကျင်းတွေကိုစီမံကိန်းတွေအမှအမေရိကန်ရဲ့စည်ရေးနဲ့စီးပွားရေးအင်အားကိုသူကဘလို့အသုံးချမှုရည်ရွယ်လဲဆိုတာပါထုံနှုတ်ပြထားတာဖြစ်ပါတယ်ထရန်ကအဲ့ဒီမဟာဗျူဟာအခင်းကျင်းတွေဟာလူသမိုင်းမှာအထူးကဲဆုံးနဲ့အောင်မြင်ဆုံးနိုင်ငံဖြစ်အမေရိကန်ရည်တည်မှုကိုဆက်လက်တည်တက်စေမယ့်လန်းညုံမြေပုံလို့ဆိုပါလေသူရဲ့မူဝါဒတွေထဲမှာနောက်နိုင်ငံတွေရဲ့ဝိသေသတွေကိုပြန်ဖော်ဖို့ နိုင်ငံခြားလွတ်မြောက်မှုတွေကိုတိုက်ဖြတ်ဖို့အလွန်ကျွံရွှေပြောင်းချေချနေတာတားဆီးဖို့ငွေရစေဝါမဟုတ်ကန်းတွေဖြိုခွင်းတာပါဝင်အမေရိကန်ကြိုးစည်းပွားဗဟုပြုတဲ့လုပ်ငန်းစဉ်တွေမှာပိုပြီးအားထည့်လှုပ်ဆောင်မှုတွေပါပါတယ်ပြီးတော့ EU ရဲ့လက်ရှိလှုပ်ထုံးလုပ်နေတဲ့အတိုင်းဆက်သွားမယ်ဆိုတော့နောက်အနည်း20တွင်ဥရောပဟာမှန်းမိနိုင်လောက်အောင်ပြောင်းလဲသွားမယ်လို့ထွန်းကဝေဖန်ပါတယ်အကျိုးဆက်အနေနဲ့ဥရောပရဲ့ယဉ်ကျေးမှုထုံးစံတွေပြတ်သုံးပျောက်ကွယ်တာမျိုးပါဖြစ်နိုင်ပါတယ် ဆောင်ရမူဝါဒအသင်းနဲ့ပတ်သက်ပြီးဥပပပကမကျင်မနက်တုံ့ပြန်တဲ့သဘောထားမှတ်ချက်တချို့ထွက်ခဲ့ပြီးဂျာမနီနိုင်ငံဂျာယီဝန်ကြီးဂျိုဟန်ဝစ်ဖူးကဂျာမနီရဲ့မူဝါဒနဲ့ပတ်သက်ပြီးဘလို့ပြင်ပအကြံပေးချက်မှမလိုဘူးလို့တုံ့ပြန်သွားပါတယ်ရုရှားကတော့ထရန့်အဲ့ဒီမြို့တော်လုံးကျွေးမဟာပြည်အောင်ချီကျူးခဲ့ပြီးအမေရိကန်မူဝါဒပြင်ဆင်ပြောင်းလဲလာတာအများပြားဟာရုရှားကလက်ခံထားတဲ့သဘောတရားနဲ့ကိုက်ညီနေတယ်လို့ယုံကြည်လက်ခံကြောင်းခရမလင်နန်းတော်ကဆိုပါလိမ့် ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲရဆိုင်စဉ်ပေါ်အမေရိကန်ဆိုရကဂျာဝင်စီးဆက်ပေးနေတဲ့အချိန်မှာအမေရိကန်ရဲ့မူဝါဒပြောင်းလဲကိုရုရှားကထောက်ခံကြောင်းထုတ်ဖော်ကြေညာပါတယ်။ယူကရိန်းနဲ့မော်ဇီလန်စကီကတော့ဒီဇင်ဘာရှင်းနေ့ကျရင်လန်ဒန်မှာပြည်တိုင်းပြည်သစ်ဂျာမနီခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပါတယ်။နောက်ပြီးတော့အမေရိကန်နဲ့ယူကရိန်းကြားထဲမှာတွေ့ဆုံဆွေးနွေးမှုတချို့လုပ်ခဲ့ပြီးအဲ့အရာတွေကလည်းအဆင်မပြေဘူးလို့သတင်းတွေထွက်နေပါတယ်။နောက်သတင်းတစ်ပုဒ်ပြောကြည့်ပါမယ်။ဘီနီနိုင်ငံမှာ ဗိုလ်ချုပ်နဲ့ဦးဆောင်တဲ့စစ်ဘက်အုပ်စုတစုကအာဏာသိမ်းဖို့စ조사မှုဖြစ်ခဲ့ပြီးအဲ့ဒီအာဏာသိမ်းမှုကိုစစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။နောက်အာဖရိကမှာရှိတဲ့ဘီနီနိုင်ငံမှာစစ်အုပ်စုတစုကအာဏာသိမ်းဖို့ကြံစည်မှုကိုတားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်းဘီနီသမ္မတကနိုင်ငံပိုင်ရုံးမြင့်တန်ကြားကနေပြောပါလိမ့်။မြို့တော်စစ်တပ်နဲ့ခေါင်းဆောင်တွေကနိုင်ငံပေါ်အသက်စာစောင့်ကြည့်စွာအာဏာသိမ်းမှုကိုတားဆီးထိန်းချုပ်ခဲ့တာကိုချီးကျူးဂုဏ်ပြုပါတယ်လို့သမ္မတကဆိုပါလိမ့်။ စေဥစုတစုကအာနာသိမ့်လိုက်ကြောင်းနိုင်ငံပိုင်ရုပ်မြင့်တန်ကြားကနေကြီးညာပြီးနောက်ဒါဟီပိုင်းကြမှာအစိုးရဟာပုံကံမှုကိုဟန်တားခဲ့ပါတယ်။ဖြစ်စဉ်ကဒီဇင်ဘာ9ရက်နေ့နေ့လယ်ပိုင်းမှာဘီနင်ရဲ့အကြီးဆုံးမြို့နဲ့အစိုးရရုံဆိုင်ရာကိုတိုနူးမြို့ကြီးမှာကြီးမားတဲ့ပေါက်ကွဲတံတွေကြားခဲ့ရပါတယ်။ဒါဟာလေကြောင်းတိုက်ခိုက်မှုလို့ယူဆရပါတယ်။တိုက်လေရင်3ဆင်းဟာအိန္ဒိယနိုင်ငံရီးယားမှာဘီနင်လေပိုင်းနဲ့ထက်ဝင်ရောက်လာပြီးနောက်ပိုင်းမှာပြန်ထွက်သွားခဲ့တယ်လို့ပေါက်ကွဲမှုတွေမတိုင်မီ လေရင်ရဲ့အချက်လက်တွေကဖော်ပြပါတယ်။ နိုင်ဂျီးရီးယားတိုက်လေရင်တွေဟာဘီနီမာရှိတဲ့အာနာသိမ်းမှုကြံစီတဲ့အုပ်စုကိုနိုင်ငံပိုင်ရုံးတန်ဌာနနဲ့သူတို့တွေစူးစီးနေတဲ့စစ်ကမ်းတွေကနေမောင်းထုတ်ဖို့ကူညီပေးခဲ့တာတော့နိုင်ဂျီးရီးယားသမ္မတပြောရေးဆိုခွင့်ရရှိသူကနောက်ပိုင်းမှာပြောပါလိမ့်ဘီနီမာဖြစ်ခဲ့တဲ့မအောင်မြင်တဲ့အာနာသိမ်းမှုမတိုင်ခင်အနောက်အာဖရိကမှာအာနာသိမ်းမှုများစွာဖြစ်ခဲ့ပြီးဒေသတွေလုံခြုံရေးပိုဆိုးနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေထွက်နေပါတယ်ပြင်သစ်ကိုလိုနီဟောင်းဘီနီဟာအာဖရိကဒေသမှာတည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတွေကတခုဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါပေမဲ့သမရဟာလုံးဟာအတိုက်ခံတွေကိုဖိနှိပ်ရဆိုတဲ့ဆွဆွဲချက်တွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ဘီနီဟာအာဖရိကမှာအကြီးဆုံးဝါကုန်းထုတ်တဲ့နိုင်ငံကြီးဖြစ်ပေမဲ့ကမ္ဘာအစိုးရနိုင်ငံတွေကတနိုင်ငံပါ။လက်ရှိအာဏာသိမ်းမှုကြံစည်မှုဟာဒီမိုကရေစီကိုတိုက်ရိုက်ချဉ်းကျမှုဖြစ်တယ်လို့အိန္ဒိချင်းနိုင်ဂျီးရီးယားကကြေညာပါတယ်။နောက်တင်တဲ့ပုတ်ပြောချင်ပါတယ်။ ဂါဇာပစ်ခတ်ရေးစေဒုတိယအဆင့်မကြာမီစတင်မယ်လို့နေတညာဟုကမျှော်လင့်နေပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတညာဟုကအမေရိကန်ကကမ္ဘာကထပြုလုပ်တဲ့ဂါဇာပစ်ခတ်ရေးစေအစီအစဉ်ဒုတိယအဆင့်မကြာမီစတင်နိုင်မယ်လို့မျှော်လင့်ကြောင်းကြေညာခဲ့ပြီးသမ္မတထရန့်နဲ့ခုလတွင် တွေ့ဆုံမယ်လို့ပြောပါတယ်။2023အော်တိုဘတ်9ရက်နေ့ကအစ္စရေးအားဟာမတ်စ်တိုက်ခိုက်မှုပြီးစတင်ခဲ့တဲ့ဒီစစ်ပွဲကြီးဟာလက်ရှိပြစ်ခတ်ရေးစရေးသဘောတူညီချက်ကြောင့်ရပ်တန့်ခဲ့ရပါတယ်။ ဒါပေမဲ့အစ်စွေးနဲ့ဟာမတ်စတို့ကသဘောတူညီချက်ချိုးဖောက်ကြောင်းပြန်လည်ပြစ်တင်နေတဲ့အတွက်ပြစ်ခတ်ရစေးဟာစိတ်ချရတဲ့အခြေအနေမဟုတ်ပါဘူး။အော်တိုဘတ်စဲနေကစတဲ့အသက်ဝင်ခဲ့တဲ့ပြစ်ခတ်ရစေးသဘောတူညီချက်ရပါလက်စတိုင်းစစ်သွေးကြွတွေဟာ2023အော်တိုဘတ်9ရက်နေ့ကအစ်စွေးရတခဲမှုတွင်ဖမ်းဆီးခဲ့တဲ့ရှင်နေဇဲနဲ့အသေးဆုံးပြီးသားတစားကန်48ခုကိုပြောင်းလဲဖို့ကတိပြုခဲ့ပါလေ။အစ်စွေးရရှိသူယုံလောင်းအလွယ်ပြီးတစားကန်အလုံးပြန်လွှတ်ပေးပြီးဖြစ်ပါလေ။ ဂျေရုဆလင်မြို့မှာဂျာမန်ဒီပတီဖရက်ဒရစ်မာစ်နဲ့တွေ့ဆုံပြီးတော့နေတာညာဟုကကျွန်တော်တို့အနေနဲ့ပိုခက်ခဲတဲ့ပြစ်ခတ်ရဲ့ဆယ်ရီစီဇန်ဒုတိယဆင့်ကိုချိန်တိုတွင်းကူပြောင်းနိုင်မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။အစီအစဉ်ပထမဆင့်မှာအစ္စရေးတပ်ဖွဲ့ကဂါဇာမှာရှိတဲ့မြင်းဝါလို့ခေါ်တဲ့နေရာရဲ့အနောက်ကို ဆုတ်ခွာခဲ့ပေမဲ့နယ်မြေထောက်ဝက်ကြောင်ကိုဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။အစ္စရေးစူးစီချုပ်ဘိုဂျိုဂျီအီယဇမ်ဘီယာဆိုရနယ်မြေမြင်းဟာနေဆက်စီးမြင်းအစ်စ်ပါလို့ပြောပါတယ်။ ဂါဇာပြည်ခရဲ့စေဒုတိယအဆင့်မှာဟာမတ်စ်နဲ့နှစ်ဖြုံသိရေးတွင်ကူပြောင်းရေးအနာဘိုင်မော့ပေါ်စီမှာအစ္စရေးတပ်တွေထပ်မံဆုတ်ခွာရေးနိုင်ငံကငြိမ်းချမ်းရေးတစ်ဖွဲ့ဖြန့်ကျက်ရေးဖြစ်ပါတယ်ဒီသမတ်ချုပ်တာကောင်းတဲ့ပေါ်ပြီးရင်သဘောတူညီချက်နောက်ဆုံးပန်းတိုင်းမှာအစ္စရေးတပ်ဖွဲ့ဝင်တွေဂါဇာမှာဆင်းရဲဆုတ်ခွာဖို့ဖြစ်ပါတယ်ရှေလျာကကရေပြခရဲ့ဆေးရီကောင်းထဲပေါ်လာဖို့အကူအညီပေးခဲ့တဲ့ကာတာနဲ့အီဂျစ်တို့ကအစ္စရေးတပ်တွေဆုတ်ခွာခြင်းပါဝင် နောက်ဆက်နေဆက်ဆောင်ရွက်ဖို့တောင်းဆိုခဲ့ပါတယ်။ဟားမတ်စ်ကလည်းအစ္စရေးစစ်တပ်ရဲ့သိမ်းပိုက်မှုဆုံးသက်သွားပါကဂါဇာမှာရှိတဲ့သူတို့ရဲ့လက်နက်တွေကိုပါပါလက်စတိုင်းအာဏာပိုင်ဖွဲ့ PA ထံလွှဲပြောင်းပေးဖို့အသိရှိကြောင်းပြောပါတယ်။ဒေတာညာဦးကဒေတာတွင်ငင်းချင်းခွင့်လန်းတွေကိုဆွေးနွေးဖို့ဒီဇင်ဘာလအနောက်ပိုင်းမှာထွန်းနဲ့တွေ့ဆုံမယ်လို့ပြောထားတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ခစ်သစ်အင်ဂျင်နီယာပညာရဲ့အထွတ်ထိပ်လို့တင်စားခေါ်ဝေါ်ခဲ့ရတဲ့ ပင်လယ်ပြင်ပေါ်ကရွေရှားနေတဲ့ဇိမ်ခံသင်္ဘောကြီးဟာလူသားတို့ရဲ့မာနနဲ့တာဝန်မဲမှုကြောင့်나이ပိုင်းတွင်းမှာကြေကွဲပေါ်ရာဖြစ်ရဆိုးကြီးနဲ့ညီကုန်းချုပ်ခဲ့ရပါတယ်။ဒီသင်္ဘောကြီးနာမည်ကတော့ Costa Concordia ဖြစ်ပါတယ်။ဒီသင်္ဘောကြီးက Titanic ထက်နှစ်ဆနီပါးကြီးပြီးအလျားအပြည့်ပေ952ပေရှိပါတယ်။ရေကူးကန်တွေစားသောက်ဆိုင်တွေပြဿယုံတွေကာစီနိုလောင်းစားယုံတွေပြည့်စုံနေတဲ့ရေပေါ်မြို့ငယ်လေးတစ်မြို့လိုပါပဲ။ ခီးတဲ့နဲ့တင်ပေါ်ဝင်တဲ့စုစုပေါင်းလူဦးရေ၄00ကျော်ကိုကြပြိုင်တဲ့တင်ဆောင်နိုင်စွမ်းရှိပါတယ်။2005မှာတိစောက်ပြီးစီးခဲ့တဲ့ဒီတင်ပေါ်ကြီးကို Caliber Corporation ကပိုင်ဆိုင်ဖြစ်ပြီးတိစောက်စဉ်စည်းကအမေရိကန်ဒေါ်လာအတန်း980ကျော်ကုန်ကျခဲ့ပါတယ်။2020 2022ခုနှစ်ဇန်နဝါရီ23ရက်နေ့တောက်ကြံညမှာတော့ Costa Concordia ဟာအီတလီနိုင်ငံနောက်ဘက်ကန်ယူနန်ကိုပျော်ရွှင်စွာခီးနှင်နေပါလေ။ဒါမဲ့အဲ့ဒီညမှာပဲ တေဝကဘရိဖရန်စက်စကိုရှန်လီနိုဟာအလွန်အလျက်များပြီးတာဝန်မဲ့တဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူဟာဂီဂီလိုကျွန်းကန်းကျင်းမှာရှိတဲ့သူ့ရဲ့လုံဖောက်ကန်ဘတ်ဟောင်းတိုးကိုဂါရော့ပြုဖို့ဆိုပြီးတင်မောကြီးကိုမူလလမ်းကြောင်းကနေတွေ့ဖီပြီးကန်းကျင်တဲ့အလွန်နီးနီးကပ်ကပ်မောင်းနဲ့ဂါရော့ပြုခြင်းပြုလုပ်ခဲ့ပါတယ်။ဒီလိုမလွန်အပ်တဲ့လုပ်ရဲ့ကြောင့်တင်မောကြီးကိုတဲ့ဟာကန်းကျင်နီကအေရာမကြောက်ဆောင်ကြီးတစ်ခုနဲ့အရှင်ပြင်းပြင်းကြီးဝင်ရောက်ချစ်မိသွားပါတော့တယ်။မလွန်မလက်တာကြောင့်ပါ။ အဲ့တော့မှတော့သင်္ဘောကိုယ်တည်းမှာအေရာမ184ပြည်ရှိတဲ့အပေါက်ကြီးဖြစ်ပြီးရေတွေဟာအဆက်မပြတ်ဝင်ခဲ့ပါလေဒီဖြစ်ထက်ဆိုတာကသင်္ဘောကပရင်ရဲ့တုံ့ပြန်မှုမှာသူအချင်းနဲ့စိုးရွားမှုကိုအစာပိုင်းမှာဖုံးဝင်ခဲ့ပြီးနောက်ဆုံးမှာသင်္ဘောကိုစုံခွာမှုမိတ်ပေးခဲ့ပေမဲ့သူကိုယ်တိုင်ကတော့ခီးတဲ့အလုံးဘေးလွတ်ရမရောက်ခင်အသက်ကဲလှေနဲ့သင်္ဘောဘောကထွက်ပြေးသွားပါလေအီတလီကနေသာတော့ရရှိသူဖြစ်တဲ့ဂျော်ဂျီယာဒီဖာကိုနဲ့ရှန်တီနိုတို့ရဲ့အဖုံးပြန်လဲပြောဆိုမှုကကဘာကျော်ခဲ့ပြီးရရှိကသင်္ဘောဘောပြန်တော့မိတ်ပေးခဲ့ပါတယ် ဒီလိုရဲ့ကြောင့်ရှန်တီနိုဟာကဘာတော်မ်းမှာငကြောက်ကပလင်ဆိုတဲ့နာမည်ဇိုးနဲ့တောင်ကြော်ကြားသွားပါတယ်ဒီမတော်တဆောင်းမှုကြောင့်သင်္ဘောမှာပါတဲ့လူပေါင်း32ဦးသေဆုံးခဲ့ပါတယ်ကိုစလာကိုအော်ဒီနာသင်္ဘောကြီးရဲ့ဂီဂီလိုကျုံကန်းဆက်မှာတစောင်းနေထားတဲ့နှစ်ပေါင်းများစွာရှိခဲ့ပြီးကမ္ဘာသမိုင်းမှာအကြီးအကျယ်ဆုံးနဲ့ကုန်ကျအများဆုံးသောသင်္ဘောစေဝခြင်းလုပ်ငန်းပြုလုပ်ခဲ့ရပါတယ်နောက်ဆုံးမှာကပရင်ဖရန်စစ္စကိုရှန်တီနိုဟာလူသေးစင်မှုတင်းမောနှမြုပ်စင်မှုနဲ့တင်းမောကိုစွန့်ခွာထွက်ပြေးမှုကြောင့်ထောင်ဒဏ်16နှစ်ချခံရပါတယ်။ ကွန်စတာကွန်ကောရီးယားရဲ့ကျေကွန်းရဲ့ဖြစ်ရာလူသားလူရဲ့မှန်ကတာဝန်မဲ့မှုနဲ့ဆုံးဖြတ်ချက်အမှားကျူးလွန်မှုကြီးကိုဖြစ်ဆိုးမှုဖြစ်ပေါ်စေကြောင်းတမိုင်းကတက်သေးပြခဲ့တာပဲဖြစ်ပါလေ GFN ရဲ့ဒီဇင်ဘာလ10ရက်နေ့နိုင်ငံတကာသတင်းလေးကိုတင်ဆက်ပေးတာပါနောက်ဆက်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ